ေတံသူတစ်ပါးတို့ဤဝီလောမာနီမိမိအပေါ်မလျော့အောင်စောစောကားကားပြောကြားလာတဲ့စကားရုပ်တို့ကိုနတ်အဝဲခေယာမကြည်မနှက်စိတ်ဝဲမှတ်၍မပြတ်ခါကအောက်မိဆင်ញင်၍မနေရဘဝမှာလူရလို့ဖြစ်လာရင်ပဝန်းကျင်ဆိုတာရှိတယ်။ပဝန်းကျင်ဆိုတာရှိလာလို့ရှင် ကိုယ့်အပေါ်မှာလူတဲ့လူတွေရှိတယ်လို့မလူတဲ့လူတွေလည်းရှိမှာပဲ။လူတိုင်းသဘောကျအောင်ဘယ်သူမှ မဆောင်ရွက်နိုင်ပါဘူး။ မြတ်စွာဘုရားလောက်အပြစ်ကင်းတဲ့ပုဂ္ဂိုလ်ကိုတောင်မကြိုက်တဲ့ပုဂ္ဂိုလ်တွေရှိသေးတာပဲမဟုတ်လားမကြိုက်ရင် မကြိုက်သည့်အားလျော်စွာသူတို့မကြိုက်တဲ့အထင်ကိုနှုတ်ကမြတ်ပြီးတော့ပြောမှာပဲဗျအဲ့ဒါတားလို့မရကိုယ်လည်းပဲသူများကိုမကြိုက်ရင်မကြိုက်သည့်အားလျော်စွာပြောတာပဲမဟုတ်လားအဲ့တော့သူ့အထင်ကိုသူလွတ်လွတ်လပ်လပ်ဖော်ထုတ်တာကိုကိုကဘာခံစားကြရရှိလဲရှင်းသာကြည့်နော်ဒကာကြီးတို့မိုင်းများသူမကြိုက်လို့မကြိုက်ဘူးပြောတဲ့ကိစ္စကို ကိုယ့်အတွက်ဘလောက်အရေးပါလို့အဲ့ဒါကိုကိုကခံစားနေတာလေမခံစားသင့်ဘူးဗျသူပြောတာသူ့စကားသူထင်တာသူ့အထင်သူ့အထင်ဟာကိုယ့်ကိုဘာမှတကယ်တမ်းကပြောင်းလဲသွားစေတာမဟုတ်ဘူးဆိုလိုတာကသူ့ရဲ့စကားတန်လေဟာကိုယ့်အပေါ်မှာဘာအကျိုးသက်ရောက်မှုမှတကယ်စင်စစ်ကတော့မရှိဘူးဟုတ်လားအဲ့ဒီစကားတန်ကြောင့်တော့ကိုဘာမှဖြစ်မသွားဘူးချီးမွမ်းလို့လည်းပဲကိုတကယ်ကောင်းမသွားဘူး ပင်ကိုကမကောင်းရင်မကောင်းပဲကဲရဲ့လို့လည်းပဲကိုတကယ်ယုံမာတဲ့လူတယောက်ဖြစ်မသွားဘူးကိုပင်ကိုကဆိုးရင်ဆိုးမှာပဲကိုပင်ကိုကကောင်းရင်ကောင်းမှာပဲဟုတ်လားဒါကြောင့်စကားသံနေနဲ့ပတ်သက်ပြီးတော့ခိုင်မာတဲ့စိတ်သက်ရှိဖို့လိုအပ်တယ်ပဝင်းကျင်ကပြောတိုင်းတုံလှုပ်နေမယ်ဆိုလို့ရှိရင်တရွက်ချောက်တရွက်လို့ကိုယ့်ရဲ့ဘဝဟာလွင့်မျောသွားနိုင်တယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားက သေလိုယထာဧကကနောဝါဒေနနသမိရတိဧဝေနိနပတန်သာဒုနသမိစံတိပန္တိတာအမျောမြင်ကြီးတဲ့လူဉာဏ်ရှိတဲ့လူဆိုတာပဝင်းကျင်ကထွက်လာတဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းစကားသံတွေကို မတုံလှုပ်တဲ့မူတဲ့ဥပမာဘာနဲ့တူလဲဆိုရင်တခဲနဲ့ကြောက်သားနဲ့ပြီးတဲ့ကြောက်တောင်ကြီးဟာအရက်လေးမျက်နာကတိုက်ခတ်လာတဲ့လေတို့ကြောင့်မတုံလှုပ်တဲ့လူမျိုးပဲတဲ့ ဉာဏ်ရှိတဲ့လူဆိုတာအဲ့ဒီတော့ပတ်ဝန်းကျင်ကလေသူများရဲ့နှုတ်ဖျားကနေပြီးတော့အတန်တီးဟူသောလေတွေကတော့ကိုယ်စီကိုတိုက်ခတ်လာမှာပဲလေကိုကအဲ့ဒါတုံလှုပ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝဟာဘာမှခိုင်မာမှုမရှိတော့ဘူးအဲ့တော့သူများပြောတိုင်းခံစားမနေနဲ့ခံစားနေရင်ကိုယ်မှာဒေါသဖြစ်တဲ့အချိန်ကုန်နဲ့ဘာအကျိုးမှမရှိဘူးမခံစားဖို့ရာကလည်းကိုကနှလုံးသွင်းမှန်ဖို့လိုသေးတယ်ဘယ်လိုနှလုံးသွင်းရမှာလဲဆိုတော့ အဲ့ဒီစကားသံတက်တက်ကြောင်းတော့ငါဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်။သူကောင်းတယ်ပြောလို့လည်းတကယ်ကောင်းတာမဟုတ်ဘူး။သူဆိုးတယ်ပြောလို့လည်းကိုတကယ်ဆိုးသွားတာမဟုတ်ဘူး။ကိုကတော့ငကိုးငကိုးအတိုင်းပဲ။သူထင်တာသူအထင်ပဲလေ။သူပြောတာသူအပြောပဲလေ။ဟုတ်လား။တချို့ဒါကိုသဘောမပေါက်တော့ကဲ့ရဲ့တန်ကိုမခံနိုင်လို့ရှက်လွန်းလို့ဘဝကို အဆုံးစီရင်သွားတဲ့လူတွေတောင်ရှိတယ်။ဟုတ်လား။ ကြီးမွမ်းတန်တွေကို မခံနိုင်လို့အောက်ခြေတွေလွတ်ပြီးတော့တဲဟုတ်တဲ့ငါပဲဆိုပြီးတော့မတူမတန်တယ်လို့ပတ်ဝန်းကျင်ကိုဆက်သန်သည့်အထိမိုက်မဲတဲ့လူတွေရှိတယ်